မိခင်တယောက်ဖြစ်ရတဲ့အခါအခက်ခဲဆုံးအရာကဘာလဲအရေးပြက်တာတွေလားမရက်မနာလုပ်ရတဲ့အနှီးလဲတာတွေလားဒါမှမဟုတ်သူတို့ရောကိုပါငိုကြွေးရတာတွေလားတကယ်တော့မိခင်တယောက်ရဲ့အခက်ခဲဆုံးအပိုင်းကဘယ်သူမှသတိမထားမိတဲ့အရာတစ်ခုပါဒါကကိုခန္ဓာပင်ပန်းမှုမကုံမပြောနိုင်တဲ့လှုပ်ရှားစီရင်တွေအလုံးရင်းလိုမျိုးရှုပ်ဖို့စရာတွေမဟုတ်ပါဘူးဒီခီးနဲ့အတူလာတဲ့စိတ်ပိုင်းဆိုင်ရာအလေးချိန်မှာကိုကိုကိုအဆက်မပြတ်မေးခွန်းထုတ်နေရတာပါငါလုံလောက်အောင်လုပ်ပေးနေရဲ့လားငါစိတ်ရှိမှုမလုံလောက်ဘူးလား ယေရှုတင်တင်တဲ့အချိန်မှာငါပါလို့စိတ်ဖြစ်စီနေရတာလေ။ဒါကမပြေလည်နိုင်တဲ့ဆိုးရိမ်မှုတွေပါ။ကလေးတွေအစားလုံးတော့အောင်မစားဘူးလားဖွံ့ဖြိုးမှုနောက်ကျနေလားသူတို့အတွက်ကြမ်းတမ်းလုံးမြန်လုံးရှုပ်ထွေးလုံးနဲ့ကဘာကြီးနဲ့ရင်ဆိုင်ရမှာလားဆိုတဲ့ဆိုးရိမ်မှုတွေပါ။ဒါကကလေးတွေကြီးလာတဲ့အခါကိုယ့်ကိုမေးသွားမှကိုကြောက်ရတဲ့အရာပါ။သူတို့ကိုယ့်ကိုချစ်ချင်းနဲ့ရင်မုန်းမှုနဲ့ပြန်မှတ်ရမယ်ဆိုတဲ့မျှော်လင့်ချက်လေးပါပါတယ်။ ဒါကကိုယ့်ရဲ့အစိပ်ပိုက်တချို့ကိုဆုံးရှုံးရပေမဲ့ကိုကိုကိုပိုအားကောင်းတဲ့ပိုနူးညံ့တဲ့ပိုရဲရင်တဲ့ကိုမန်းထားတာထက်ပိုပင်မန်းတဲ့ဒါပေမဲ့ကိုထင်ထားတာထက်ပိုလဲစိတ်ခိုင်ပါတဲ့ပိုချစ်တတ်တဲ့ပိုကုံယူတတ်တဲ့ကိုယ့်ရဲ့ပုံစံအစ်စ်ကိုရှာဖွေတွေ့ရှိရတာပါအခက်ခဲဆုံးအပိုင်းကအားလက်ချိန်မရှိဘဲတကူတဲ့ခံစားရတာပါဆော့စီယာအယုတ်တွေကတွန်းတွေဒေါသထွက်မှုကြွေးတံတွေနဲ့ဝင်းရံနေပေမဲ့တခါတလေကိုယ်တံကိုဘယ်သူမှနားမထောင်တယ်လို့ခံစားရတာပါမိခင်တယောက်ဖြစ်တယ်ဆိုတဲ့အရာကဘလောက်ကြီးမားလဲဆိုတာဘယ်သူမှနားမလဲတယ်လို့ခံစားရတာပါ အခက်ခဲဆုံးအပိုင်းကတမိနစ်တိုင်းမှာသူတို့ရဲ့တသက်တာကိုပုံဖော်နိုင်တဲ့ဆုံးဖြတ်ချက်တွေကိုချနေရပြီးကိုကဒီဆုံးဖြတ်ချက်တွေကိုမှန်ကန်စွာချနေရလားဆိုတာတွေးနေရတာပါ။ဒါပေမဲ့အမှန်တရားကအခက်ခဲဆုံးအပိုင်းတွေဟာအတိတ်ပဲရှိဆုံးအရာတွေလည်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီအရာတွေကကိုဘလောက်ချစ်တယ်လဲဘလောက်ကယူဆိုင်တယ်လဲကိုကလေးအတွက်ဘလောက်ထိအားဆိုင်ထုတ်နိုင်လဲဆိုတာပြသနေလို့ပါ။မိခင်တယောက်ဖြစ်တာကမလွယ်ကူပါဘူးဒါကကြမ်းတမ်းပါတယ်။ လက်တွေ့ပါပဲအားကောင်းတဲ့အရာပါဒီနေ့ကိုကရုန်းကန်နေရတယ်ဆိုရင်ကိုတယောက်တည်းမဟုတ်ဘူးဆိုတာသိထားပါကိုကလူသားတယောက်ပါကိုထင်ထားတာထက်ပိုကောင်းအောင်လုပ်နေနိုင်ပါတယ်ဒါကြောင့်မိခင်တို့ရေကိုအတွက်မိခင်ဘဝရဲ့အခက်အခဲဆုံးပိုင်းကဘာလဲညဝေပါနော်တခြားမိခင်တယောက်ကိုတကူတည်းမဖြစ်အောင်ကြောက်ရွံ့မှုနဲ့အောင်နားလည်မှုနည်းနည်းရအောင်ကူညီနိုင်ပါပါဒီဗီဒီယိုကိုရေရမ်းကပ်ဖန်တီးပါသည်ကျေးဇူးပြု၍ share လုပ်ပေးပါ